ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့တော့အရန်စားလို့ကောင်းတဲ့ပဲလေးပြန်နှက်လေးကိုပေါ့ပေါ့ပါလေးနဲ့နှစ်စားပါမယ်အရန်စားလို့ကောင်းပြီးတော့ပဲလေးပြန်နှက်ရတဲ့အရန်ကိုလည်းခုပါတယ်ဒီပဲလေးရဆိုလို့ရှိရင်ခလေးလူကြီးအားလုံးကြိုက်ကြပြီးတော့အာဟာရလည်းရှိပါတယ် ဒါကတော့စုဒီနေနှက်မဲ့ပဲလိပ်ပြာလေးပေါ့နော်ပဲလိပ်ပြာကြတော့စရိတ်မှာအကုန်လုံးကြိုက်တာမလို့စုကများများလေးတစ်ခါရဲ့နှက်ထားပါတယ်ဒီပေးရဲ့အခွန်လေးကို ခွာရရလွယ်ကူအောင်လို့စုကရေနွေးလေးနဲ့နိုင်ဝက်လောက်စိန်နှားလိုက်ပါမယ်။ ရင်နွေးကစူပီပီချင်းအရန်ပုတ်နေရဆိုလို့ရှိရင်စူပဲရီကကျိုးသွားနိုင်ပါတယ်။ဒါကြောင့်မလို့ရင်နွေးကိုအရန်လည်းမပူအရန်လည်းမအေးတဲ့အလဲလက်နေထားလောက်မှစိမ်းထားပေးရပါမယ်။ကဲခုဆိုလို့ရှိရင်တော့စူနိုင်ဝဲလောက်စိမ်းပြီးလိုက်တာပဲလေးတွေကနူးနေပြီပေါ့နော်။ဒါဆိုလို့ရှိရင်တော့စူအခွန်လေးတွေကိုခွာထားပေးလိုက်ပါမယ်။တချို့ကတော့အခွန်နဲ့ပဲနှက်တာလည်းတွေ့ဘူးပါတယ်။စူကတော့အခွန်မပါဘဲနှက်တာကိုပိုကြိုက်ပါတယ်။ ကဲအခုဆိုလို့ရှိရင်တော့ဆိုတော့ပဲလေးတွေအားလုံးခွာလို့ပြီးသွားပြီပေါ့နော်ဒီပဲလေးတွေကိုအတန့်ဆင်သွားအောင်လို့ရေးတစ်ချိန်နှစ်ချိန်လောက်ပြန်ပြီးတော့စေချောထားပြလိုက်ပါမယ်ဒီပဲနဲ့ထဲမှာစုကအနှစ်လေးလဲလိုချင်တာမို့လို့ခရမ်းသီးလေးတစ်လုံးကိုခပ်ပပလေးလှီးပြီးတော့ထည့်ချက်ပါတယ်ဒါကတော့စုအိမ်မှာချက်ကြည့်တာပေါ့နော်တော်တော်လေးစားကောင်းတာမို့လို့ဒီနီးလေးကိုမွေးမြပေးတာပါစုတို့ခွာပြီးသားခရမ်းသီးလေးတစ်လုံးကိုခပ်ပပလေးလှီးထားလိုက်ပါမယ်ပြီးရင်တော့ခရမ်းသီးတွေမမဲသွားအောင်လို့ရေထဲမှာစိမ်းထားပြလိုက်ပါမယ် ပြီးရင်တော့ဒါလေးကိုဟင်းအိုးထဲထည့်ခံဒီမှာပဲရေထဲကနင်းဆဲထုတ်ထားပေးလိုက်ပါမယ်အခုတော့ရေထဲမှာပဲထားခဲ့ပါမယ်ပြီးရင်တော့စူရိုပဲနဲ့တည်းတည်းဖို့အတွက်ကျွတ်နေရဲ့လုံးကြီးတစ်လုံးကိုလည်းခပပားလေးလီးဖြတ်ထားလိုက်ပါမယ်ကျွတ်ဖြူလေးလည်းလင်းငါးမွာလောက်စုထုတာပါတယ်ဗီဒီယိုထဲမှာမပါသွားပါအောင်နော်ကဲပြီးရင်တော့ဆူဆပြီးတော့ကြော်ပါတော့မယ်စီထည့်ပြီးတော့မှစနေမုံလေးနဲ့ငင်ထည့်ပါမယ်ပြီးရတဲ့ကျွတ်တွန်နေရဲ့ကျွတ်တွန်ဖြူလေးရဲ့ထည့်ပြီးတော့မှဆူဆပြီးတော့စီတက်ပေးပါမယ် ချီကိုတော့နည်းနည်းပို့ပြီးတော့သုံးထားပါရဲ့။ဘာလို့လဲဆိုတော့ဆိုတော့ပဲနှက်မှာဆိုတော့ပဲလေးကိုစီလေးနဲ့ဣနေအောင်လို့ပါ။ကေခဏလောက်စီတက်ပြီးပြီဆိုလို့ရှိရင်တော့အခွန်ခွာပြီးတော့စီကြောထားတဲ့ပဲလေးထည့်လိုက်ပါမယ်။ KND လေးလေးကိုလည်းရေတွေကနေဆဲထုတ်ပြီးတော့ထည့်လိုက်ပါမယ်။ပြီးရင်တော့စီတက်ထားတဲ့လေးနဲ့အားလုံးနှံ့တော့အောင်လုံးမှွေပေးပါမယ်။သူ့ရဲကိုတော့သူကအရသာရဲ့အများကြီးမထည့်တော့ဘဲနဲ့ဟင်းခက်ရသာမုံလေးနင်းငယ်ရဲ့စားလေးရဲ့ပဲထည့်ပြီးတော့မှပဲရဲ့အရသာလေးပို့ပေါ်လွှင့်အောင်လို့နှက်ထားပါရဲ့။ အရသာတွေအားလုံးနှံ့သွားအောင်လို့စရုံမွေဟာပြီပြီဆိုလို့ရှိရင်တော့ပဲလေးနှူးသွားအောင်လို့ရေနှင်းငယ်ထည့်ပြီးတော့မှဒါလေးကိုမိအားနည်းနည်းလေးနဲ့နှက်ထားပေးရပါမယ်။ပဲကနှူးလို့ရအောင်လို့စရုံရေကိုနည်းနည်းပဲထည့်ပြီးတော့မှအပုံးအုပ်ပြီးတော့5မိနစ်10မိနစ်လောက်နှက်ထားခဲ့လိုက်ပါမယ်။ကျူကြားထဲမှာလည်းဖွင့်ကြည့်ပေးရမယ်ပေါ့နော်ပဲလေးနူးမနူးကိုစမ်းကြည့်ပေးရပါမယ်ကျူတစ်ချက်တစ်ချက်လောက်ဝင်ပြီးတော့ပဲလေးတွေကနည်းနည်းလေးမနူးသေးရနဲ့ရေလေးနည်းနည်းထထည့်လိုက်ပါရစေ ပြီးပြီဆိုရင်တော့ဖုန်းလေးအုပ်ပြီးတော့မှနောက်ထပ်5မိနစ်10မိနစ်လောက်ထပ်ပြီးတော့နှစ်ထားခဲ့လိုက်ပါမယ်။ကဲအခုဆိုလို့ရှိရင်တော့ဇူနောက်ဆုံးတစ်ခေါက်မှပဲလေးတွေကနူးသွားပြီပေါ့နော်။မိကတော့ခက်အေးကြီးလေးနဲ့ပဲဇူနှစ်ထားခဲ့လိုက်တာ။ပဲလေးတွေကအခုလိုမျိုးနူးနူးအီအီလေးပေါ့နော်။ပဲပုံစံလည်းမပြတ်အောင်လို့ဇူကအရင်မှမွေပဲနဲ့ဒီတိုင်းလေးပဲနှစ်ထားရတာပေါ့နော်။ကဲအခုဆိုလို့ရှိရင်ပဲလေးတွေကအေးသွားပြီဆိုတော့အပေါ်ကနေပြီးတော့နာနာမင်းလေးအုပ်လိုက်ပါမယ်။တရှုကတော့စူးဖို့ရက်လေးလည်းအုပ်ကြပါရစေ။ ကဲဒါဆိုလို့ရှိရင်တော့သူ့ရဲ့ပဲလိုက်ပြနှက်နေဗီဒီယိုလေးကတော့ပြီးသွားပါပြီ။အရင်ဆောက်လုပ်ကောင်းပြီးတော့အဟားလည်းရှိတယ်။ကလေးလူကြီးတွေလည်းအားလုံးကြိုက်ကြရဆိုတော့အိမ်မှာနှက်စာကြည့်ပါနော်။သူ့ရဲ့မောင်းလုံးနေဟင်းချက်နေဗီဒီယိုလေးတွေကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့သူ့ Kitchen Channel လေးကို Subscribe လုပ်ပြီးတော့အပိခဲ့ပါရှင်။ဗီဒီယိုလေးကိုစုံနေကြည့်ရှုပေးလို့အတူပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးနေကြပါမယ်။